တနှစ်တွင်ပြည်တွင်းခောက်ရွှေဈေးကကျပ်30ကျော်ထိမြင့်တက်လာခဲ့တယ်လို့ရွှေဈေးကအတွင်းမှာသိရပါတယ်။2024ခုနှစ်အခုလိုအချိန်မှာရွှေဈေးကတစ်ကျပ်သားကိုကျပ်30ဝန်းကျင်မှာသာရှိနေပြီးဒီကနေ့ပေါင်ဈေးကတော့ကျပ်85သိန်းဝန်းကျင်မှာရှိနေပါတယ်။ လက်ရှိမှာတော့ကမ္ဘာကုန်သွယ်ရေးစစ်ပွဲဟာဒေါ်လာဈေးနဲ့ကမ္ဘာရွှေဈေးပေါ်တက်ရောက်နေပြီးပြည်တွင်းရွှေဈေးကိုပါလာရောက်ရိုက်ခတ်နေတာလို့ရွှေလုံငှရှင်တူကပြောပါတယ်။အာအကြည့်တော့ကမ္ဘာဈေးကြောက်ပေါ်တော့ဘာလို့ဒေါ်လာဈေးကတော်တော်လေးနေတယ်တည်းရဲ့ပိုင်း။လေးရောက်လေးရောက်လေးရောက်လည်းကြည့်တယ်။ဘိုးလေးကတော့မင်းနေလေးကြာနေတယ်။တယောက်နေရာတော့တစ်ထက်တော့ကြာနေတယ်။ဒေါ်လာဈေးကတော့လုံးဝညင်နေတာပေါ့နော်။အဲ့တော့ကမ္ဘာဈေးပဲကြည့်ပြီးဒေါ်လာဒီမြန်မာရွှေဈေးက က်ချက်လိုက်ဖြစ်နေတာပေါ့အဲကျွန်တော်ထွက်ရင်ဒီကောင်တော့ပတ်ရံပြင်သေးသေးလေးကတက်ပြီးအဲသူအိန္ဒိယနဲ့သဘောတူညီနေနေရပါလို့ဒီကနေပြန်ကြရောအဲ့လိုနဲ့လည်းကျွန်တော်တက်ချက်ဖြစ်နေတာပေါ့အဲ့တော့သူကထွက်ရသူကသူပြည့်ပေါ်လာလို့သူကဟိုတံမိုးကြီးအောင်လုပ်နေတာပေါ့ဒါပေမဲ့သူရှင်းအားလို့မပြောသူဒေါ်လာတံမိုးကြီးချတော့သူဒေါ်လာသုံးလို့မရတော့သူကအကုန်လုံးကိုခွင့်လိုက်တော့အဲသုံးလို့မရလူကဒေါ်လာမကမရှိသူသွားဝယ်တော့မှရွှေလေးတွေကတက်တော့အဲ့လိုပြန်ဖြစ်တာ ဒေါ်လာမယုံတော့ဘယ်နဲ့ကျွန်တော်ရွှေသောက်ဝယ်တဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ဒေါ်လာဈေးကျတာပေါ့ဒေါ်လာတန်ဖိုးကျတော့ရွှေဈေးကျတာပေါ့အဲ့လိုမျိုးဖြစ်ကြအဲ့ကြောင့်ကျွန်တော်ဒီမြန်မာမြန်မာမြန်မာဈေးပါလာဖြစ်ခဲ့တာပေါ့2025ခုနှစ်ရဲ့တကြံကာလအပြီးပြည်ရင်းရွှေဈေးတို့အတက်ကြဟာနေ့စဉ်အချိန်နဲ့မျှမြန်မြန်ဆန်ဆန်ပြောင်းလဲနေတာပါလူစည်းမြင်တာကြောင့်အယောင်ဝယ်ခူးဆိုက်ရမယ်လို့ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေနဲ့ဈေးပွက်စောင့်ကြည့်သူတွေကဆိုပါတယ်။နမဲ့ဈေးပွက်ကနေဆက်တယ်ညနေ9:00ကတည်းကပြင်ပြနေရော။နမဲ့ဈေးပွက်ကနေဆက်ရတယ်ညနေ9:00ကတည်းကပြင်ပြနေရော။ ကျတော့ပိန့်ကြည့်တော့ဒီကက်ကြဖြစ်လေဒီကတော့ငွေပေါ်တယ်အဲဒီငွေကကိုတုံးကြမလို့သူကဖြစ်ပြန်တော့ကျက်နေချင်လို့လည်းရရှိရတာဘယ်တော့မှမမအောင်ဒီချိန်မှာရွှေတရက်တက်လို့ရှိတယ်ကြာတယ်တော့မှမရှိဘူးဒါပေမဲ့ဒီတို့ကအဲကိုကနှစ်လလောက်ပဲငါဝယ်ရမှာပြင်နှစ်လလောက်ကပြင်ရောက်ရတော့မှအဲတော့ရွှေတရက်တက်ကြဆက်ပြီးတော့ပြောမှာပဲဒါကိုတည့်ကဒီခုနကတုံးတိုင်းနောက်နှစ်လနဲ့ချက်တာလေးနဲ့ပြနေတယ်တော့၆လလောက်နဲ့ပြနေတယ်ဒီချိန်ကအဲကြောင့်မို့ကိုကတော့ risk management လို့မူတည်ပြောဝယ်ရောက်ကြည့်တော့ကြပါတော့နောက်တစ်ခါကျတော့ငွေချက်ပြပါတယ်ဝယ်ရောက်တော့တူတယ် ရွှေဈေးတွေကအတက်မြန်နေပြီမဲ့ရွှေရောင်းဆိုင်တချို့ကတော့ပြောင်းဝယ်ရင်ပေါက်ဈေးထက်၄သိန်းနီးပါးခွာပြီးပြန်လည်ဝယ်ယူနေတယ်လို့သိရပါတယ်။ဟိုနေ့ကတွားရောင်းတာအခုပေါက်နေတဲ့ဈေးနဲ့၃သိန်းခွဲတောင်မှခွာပြီးတော့ဝယ်လိုက်တယ်။တကယ်လို့အမှန်တကယ်ဆိုလို့ရှိရင်လေဈေးအတက်ကြများနေရဆိုလို့ရှိရင်တော့မှအဲ့လိုမလုပ်သေးဘူးလေအရင်တော့ကကျမတို့ဟိုဝယ်ပြီးသားဖြစ်စီကိုသွားရောင်းနေဆိုတော့မှတောင်းကနန်းတော့ပဲအကူကတော့တဆိုင်နဲ့ဆိုင်မတူတာလည်းဖြစ်မယ်ဘာမှမသိပါဘူး အယောတွက်ယူတာကြတော့မတရားယူအယောတွက်တွေကိုကြောင်ယူရတယ်ပြီးတော့ရှိသေးရယ်စိုင်းမှာစိုင်းမုတ်ချိန်ထားတာတစည်းတကယ်ဝယ်လို့ရှင်တစည်းရွှေရကြတော့လဲစုလို့ရှင်အကြာကြီးစုထားမှာမဟုတ်လို့ရှင်လည်းအခုနောက်ပိုင်းကျတော့အရှုံးကြီးပဲကမ္ဘာဈေးကွက်အခြေအနေပြင်ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကြောင့်လဲဈေးတွေဟာအခုလိုပြောင်းလဲမြန်နေတာလို့ပုံသေးတွေကမှတ်ချက်ပေးပါတယ် ပြင်ပပေါက်စီမှာရွှေစည်းကတစ်ချက်သားကို730ကျော်မှရှိနေပေမဲ့ရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းရဲ့သက်မှတ်ရည်ညွှန်းစည်းကတော့759သိန်းဝန်းကျင်သာရှိတာကိုတွေ့ရပါတယ်။